အဲ့ဒါကကိုကိုတိုင်းအောင်းဆောင်နေအသုံးမကြလို့ပဲအောင်းဆောင်နေအသုံးမကြလို့ပဲသူတို့ကသူတို့အခက်ခဲပဲပြောပြတာသူတို့အခက်ခဲပဲရှိတာတန်းနဲ့ပြည်သူစစ်တွေရဲ့အခက်ခဲကိုသူတို့မမြင်ဘူးတမလို့လားအောက်ခြေရဲ့တမလို့လားရဲ့အခက်ခဲကိုမမြင်ဘူးအောက်ခြေရဲ့ရဲတွေရဲ့အခက်ခဲကိုသူတို့မမြင်ဘူး ားလုံးပဲမင်္ဂလာပါဒီနေ့2025သုံးလပိုင်း20ရက်နေ့မနေ့ခင်းမှာရေးပေါ်ရွထင်းချန်တွေကနေပြန်လေးကြိုဆိုလိုက်ပါရယ်မနေ့ကင်းတရင်ထုတ်တင်စမှုစစ်စင်မှာပထမဆုံးကချင်းပြည်နယ်ဖလန်းမျိုးတင်တပ်ပွဲအခြေအနေချင်းပြည်နယ်ဖလန်းမျိုးတင်တပ်ပွဲမှာခလရရ168တရင်မှာတရင်မူတုပမူကြီးဝလင်းထွန်းနဲ့ဒုတရင်မူအောင်တရားတို့တည်ဆောင်းနေလို့သိရတယ် မိသားစုကအလုံးပြတ်မရဘဲနိုင်ရင်လောက်ရတယ်လို့လည်းသိရှိရပါတယ်။ဒီကစစ်တပ်တွေရဲ့အခြေအနေဆိုလို့ရှိရင်အာတရင်မှုတော့လူတရင်မှုတော့ဆိုလို့ရှိရင်သူတို့ရဲ့အလုံးတွေကိုအာမိသားစုတွေပြင်မကြနိုင်တော့ဘူး။ပြင်မရတော့နေပေါ်မင်းရဲ့နိုင်ရင်ကိုလောက်ရတဲ့အခြေအနေမျိုးထိဆိုတော့ဒါကခလရ168ကတရင်မှုက16ရက်နဲ့မှကြာသွားပါတယ်။သူအမျိုးသမီးကတော့ကျမ်းမာရဲ့အကြောင်းပြပြီးတော့ဖလန်တက်ထဲကိုလက်မနေပါဘူး။သူရတီမိုလမြန်မှာပဲနေတယ်လို့သိရတယ်။ တရင်မှုအပြင်ဒုတရင်မှု အောင်ဒီဟာလဲကြရဲဟု CDM မူကြီးရင်းရုပ်ကရှင်းပြပါတယ်အာဒုတရင်မှုအောင်ဒီဟာကအာရန်ကုန်ထောက်ကြံတက်ကယာထုတ်တူးပြီးတော့ဖလန်းကိုပြောင်းသွားတာပထမလက်မောင်းကို ကြည်ထိတယ်ပြီးရင် နောက်တော့အာလက်ပြပောင်းလက်ပြပောင်းမှန်ပြီးတော့ဒေဆုံးပါတယ်လို့သိရှိရပါတယ်မင်းသားစုစီကိုတော့အလောင်းကိုပြင်မပုတ်ပါဘူး ပလန်တက်သေးမှာပဲတကြူလိုက်တယ်ဟုဆွေမျိုးသားချင်းတူကရှင်းပြပါတယ်ဆိုပြီးတော့ တိမီဒီယာသတင်းဌာနကပါရေးသားဖော်ပြထားတွေ့ရပါတယ်ဆိုတော့ဒီကတော့စက်ကောင်စီတက်ဖွဲ့တွေတရင်မှုတော့အတူတရင်မှုတော့ဆိုရက်အချိန်ဒီမြို့ကသူတို့တည်ဆောင်းရင်လဲအာသူတို့မင်းသားစုတွေကအလောင်းတွေပြင်းပြင်းမရနွန်တို့တဲ့အချိန်ဒီမြို့ထိနော်တော်တော်လေးကိုရှောင်းနေနေတဲ့အချိန်ဒီမြို့အခုစက်ကောင်စီကဗလန်မျိုးသိအာဗလန်မျိုးသိတက်ပွေးမှာဆိုလို့ရှိရင်လေရင်ကဘလော့ထိများအာကာကွယ်ထားလဲဆိုလို့ရှိရင် အာတရက်ကိုအချင်းလေရင်အချင်းအာတရာကျော်ကိုအခုခံနေလို့ကြည့်ရပါတယ် ဘရားကျုံနဲ့ခုခံနေတယ်ဆိုတော့ဒီဟာကစစ်ကောင်စီကဘလောက်ထိဘလန့်မြုပ်ကိုလိုချင်နေလဲဘလန့်မြုပ်ကိုဘလောက်ထိသူ့အတွက်အရေးပါလဲဆိုတာကိုကျွန်တော်တို့ဒီထက်မှတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဘလန့်မြုပ်သိန်းတပ်ပုတ်ကတတော်လေးကိုကြံနေပါပြီအာမင်းတမြုပ်သိန်းတပ်ပုတ်ကလည်းအဲ့လိုထိမကြဘူးအာမတူဘီမြုပ်သိန်းတပ်ပုတ်ကလည်းအဲ့လိုထိမကြဘူးအခုချိန်မှာဘလန့်မြုပ်သိန်းတပ်ပုတ်ကအရန်ကိုကြံနေပါပြီဒါမှမဟုတ်လည်းစစ်ကောင်စီကတော့ အနည်းအမျိုးမျိုးနဲ့ကိုဖုခံနေပါတယ်ကျွန်တော်တို့ line တစ်ဖွဲ့တွေကလည်းမရရအောင်ကိုတိတ်မှဖြစ်ပါတယ်ဆိုတော့ကိုပြန်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်အခုချိန်မှာအာနေရာ68ပေါ့နော်နေရာ68တရင်ထဲကိုဝင်နေကြပြီလို့သိရှိရပါတယ်ဒီကသတင်းထုတ်နေနဲ့ချင်းပြည်နယ်ကသတင်းကိုတင်ဆက်ပေးတာနောက်တစ်ခုဆိုလို့ရှိရင်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ဒေသမှုကနေတာမဟုတ်ဘာလဲဆိုရရှိရင်တော့ဒီမှာအင်းတော်ကနဲ့ အဲ့တော့သစ်ကူလာတဲ့အင်အား150ပါစစ်တပ်ပူပေါင်းစစ်ကြောင်းကို တက်ခတ်မှုမှာစစ်ကောင်စီတက်ဖက်မှာအရာရှိနဲ့စစ်သား33ဦးသေဆုံးပြီးတော့31ဦးအရှင်ဖမ်းမိတယ်လို့သိရှိရပါတယ်ဒီထက်မှာလက်နဲ့အာ94လက်ပေါ့သိရှိရရှိတယ်တဲ့ဆိုတော့ဒီဟာကတော့ဟိုဒီနေ့ကကျွန်တော်တို့အာအင်းတို့ဖက်ကိုစစ်ကူလာတဲ့စစ်ကောင်စီတက်ဖွဲ့တွေရဲ့အကြောင်းပေါ့နော်ဆိုတော့ဒီဟာကဒိုလိုင်းတက်ဖွဲ့တွေက ပင်ပတ်ရရှိတာနေတာမဟုတ်ငါစစ်လဲလဲတယ်ဆိုတော့တရားကသူတို့အမျိုးအစားကတော့အသေးစိတ်ကိုတော့မပြောပေးတာဘူးတရင်ရှိမှာဆိုလို့နော်တရားကတော့အာတရင်ကောင်းအနေနဲ့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကဆိုလို့ရှိရင်အာကျွန်တော်တို့တိုလိုင်းတဖို့တွေကအခုတလုံးမှာဆိုလို့ရှိရင်စုံနေတာတိုလေးကိုစုံနေတာရန်ကုန်နဲ့ပြည်လန့်ဘက်မှာရှိတဲ့စစ်ကွမ်းတာဆောင်ကစ်ကိုဝန်ရော့တက်ခတ်မှုစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးတနက်တလေတင်းစီရရှိတယ်လို့တိုလိုင်းတဖို့တွေစီကနေသိရှိရပါတယ်ဒါကပြည်သူတွေကိုနစ်ဆက်နေတဲ့စစ်ကွမ်းတာဆောင်ကစ်ကိုချုံတခင်တက်ခတ်တာ စက်ခတ်ခုနှစ်ကောင်သေးတယ်၊ချော့ကောင်တန်ရတယ်။စက်ခတ်တွေအထိနာပြီးဂျီနေလာတော့စစ်လက်နဲ့ပြီးပြီးစက်ကွမ်းဖက်ကိုဖယူဖရဲဆော့ခွာပြီးတယ်။အလောင်းတွေကိုတော့လမ်းဘေးကခြံတွေထဲမှာထားခဲ့ပြီးတော့မနေ့ကျ PDF uniform ဝတ်ပြီးအထက်ကို PDF သေးတယ် PDF တွေသေးပါတယ်လို့လိန်တင်တယ်လို့သိရှိရပါတယ်။ဒါကစက်ခတ်တွေပြီးတော့ကပစိုးတစ်ထည်အော်တွန့်အထက်မှာ ကြက်ကြံခဲ့တာတွေ့ရပါတယ်ဆိုတရားကတတော်လေးကိုပြီးနေတူပါတယ်စကန်းကိုအာတင်းပြီးမင်းရှုနေတဲ့အချိန်စကားတွေတက်လာတယ်လို့သတင်းရလို့အာပြန်ဆော့လာတာစကန်းကတချို့ကတချို့တဝက်ပေါ့နော်တချို့တဝက်ပဲမင်းလောင်သွားတယ်အဲ့ဒီဒီမနဲ့စေနာရီလောက်မှာအဲ့ဒီကဲကမန်ကာမှာလွန်ချုံလွန်ချုံရေးယူပြီးပြန်နေတဲ့စက်မှတ်နဲ့အာရက်ခတ်တွေကိုပေါ့နော်အဝေးထိမှန်းတဲ့တက်ခတ်မှုမှာ ရက်ခတကောင်ပေးတယ်ပြီးရင်ဆက်ခဘူးတကောင်သေးတယ်အပါဝမ်းလေးကောင်ပေါ့နော်ဒန်ရပြီးအာတောင်းကောင်ဒန်ရပြီးတဲ့တောင်းကောင်အချီနေမကောင်းဘူးလို့သိကြတယ်ပေါ့နော် အာ လူနာတင်ရင်လေးစီးနေအဲ့ဒီဒန်ရရတာတွေကိုလာတင်လာတင်ပြီးတော့တောင်းကောင်ကရန်ကောင်တင်တယ်ပြီးရင်တကောင်ကတော့မင်းလာပို့တယ်လို့သိကြတယ်ဟုတ်အာတရားဝတိခရံ PDF မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် ဘာကမြန်မာနိုင်ငံတွင်စစ်တပ်ကအကြမ်းဖက်တက်ခတ်မှုများ မလုံဆောင်ပဲသဘောထားကွန်းလွဲသူများကသာအကြမ်းဖက်မှုများလုံဆောင်နေဟုမင်းအောင်လည်းကပြောပြပါတယ်ဒါကယူယူသားပြောရလျင်ပြည်ရင်အေးချမ်းဖွံ့ဖြိုးတိုးတက်သောတမ်းပြည်ဖြစ်ခြင်းမှုအကြမ်းဖက်စစ်ခေါဆောင်မင်းအောင်လည်းကပြောဆိုပါတယ်ဒီဟာကတော့စစ်ခေါဆောင်မင်းအောင်လည်းရဲ့ပြောဆိုချက်ဖြစ်ပါတယ်အာမနေ့ကမနေ့ကလည်းကျွန်တော်တင်ဆက်ပြတာမင်းအောင်လည်းကဘလူတွေနိုင်ငံရေးကသူ့လက်ထက်မှာတိုးတက်လာပြီးကျွန်တော်တို့အာ နိုင်ငံတကာပစ်ဆုံမှုကကျွန်တော်ကြက်ကြက်ခံနေပါတယ်ဆိုပြီးတော့ပြောနေတဲ့ယုတ်တဖန်ကိုလည်းမနေ့ကကြည်ရပါတယ်ဗျနော်ဆိုတော့နောက်တစ်ခုကဘလူးရေဖြစ်လဲဆိုလို့ရှိရင်စစ်ကောင်စီကတော့တတော်လေးကိုတော့ယုတ်မာနေပါပြီ။ဘာလဲဆိုလို့ရှိရင်ဒါကအဲမကွေးမကွေးတန်းကဗောနော် မကွေးတန်းအတွင်းမှာရှိတဲ့မြို့နယ်မြတ်မှာဝန်ထမ်းများနဲ့ပြည်သူမြတ်ကိုမန်းဆွေစစ်တော်ဖျားပွဲတော့မဖြစ်မနေကို လာရော့ရန်စစ်ကောင်စီကချင်းချော့စင့်ခုံနေကြောင်း အချင်းချုံစင်ခုခံရတဲ့ဝန်ထမ်းများနဲ့ဒေသပြည်သူများကပြောဆိုပါတယ်စိုးစုထန်လက်နဲ့ရောင်းချနေတဲ့အိန္ဒိယဆလနက်ကုမ္ပဏီထံမှယင်းဒီမြို့နယ်မြို့များအားဆွေဒင်ပြင်ဆင်ရန်ပောင်းငွေအဖွဲပြန်လဲရုတ်သိမ်းလိုက်ပါတယ်ဆိုတာကိုကျွန်တော်တို့သိရတာဖြစ်ပါတယ်ဒါကတော့ချက်တိမီဒီယာကပြန်ပြီးတော့ဖော်ပြထားဖော်ပြထားတာဖြစ်ပါတယ်ဒါကနောက်တစ်ခုဆိုလို့ရှိရင် စစ်ကောင်စီရဲ့ရုံမှမှုကြောင့်ပြည်နယ်မြဝတီမြို့နယ်မှာရှိတဲ့ကျန်းပြန့်ငွေလင်ကဲများတွင်လူကောင်ကုခံရပြီးနောက်မှာပြန်လည်လွတ်မြောက်လာသောနိုင်ငံခြားသားအမျိုးသမီး၁၂ဦးမှာမရင်းချစ်ခံရပြီးကိုဝန်ဆောင်ထားရ၍ထန်းတွင်စေဝါကုသမှုခံယူခံယူခွင့်ရရည်ဒူပန်လေးရှိကြောင်းသိရှိရပါတယ်ဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာပြင်ပြီးတော့ဖော်ပြတာတွေ့ရပါတယ်ဆိုတော့ဒီဟာဆိုလို့ရှိရင်ဒီနေ့ဒီထက်မှာဆိုလို့ရှိရင်အာ ဒနရှင်ပေါ့နော်ဒနရှင်သတင်းဌာနကပေါ့နော်ဒီဟာကဗီမီတို့တင်ဆက်ပြတာဖတ်မှားတယ်ဆိုလို့ရှိရင်ခွက်လွန်နားလည်ပေးကြပါကျွန်တော်ကအင်္ဂလိပ်စကားမတက်တဲ့အတွက်ကြောင့်ပေါ့နော်မဖတ်တတ်တဲ့အတွက်ကြောင့်ခွက်လွန်နားလည်ပေးကြပါကဲဆိုတော့ဒီမနေ့ခင်မှာကျွန်တော်စုဆောင်ထားတဲ့ရွတ်တန်ဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့ကြည့်အောင်ပါပထမဆုံးကတော့ရှမ်းမြောက်ကသတင်းရှမ်းမြောက်မှာဆိုလို့ရှိရင်အခုတလောမှာပိုလိုရက်နေတဲ့သတင်းဘာလဲဆိုလို့ရှိရင် PDF တွေလက်နဲ့ဝယ်နေတဲ့လူတွေကို TLA ကဖမ်းမိထားပါတယ်ဖမ်းဆီးထားပါတယ်ဆိုတဲ့သတင်းပေါ့နော်ဒီအနေနဲ့ပတ်သက်ပြီးတော့အများကြီးမပြောတော့ဘူးဒီထက်မှာ အတီအန်လေးကပြောခွင့်ရပုဂ္ဂိုလ်တို့ကပြောပြနေတဲ့ရှင်းပြနေတဲ့အကြောင်းကိုတင်ဆက်ကြည့်အောင်နော်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့မှာလက်နက်လာဝဲတဲ့စကိုင်းတိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုမလ၁၈ရက်နေ့မှာလွတ်ပေးခဲ့တယ်လို့တိုင်းအမျိုးသားလူမျိုးရေးတပ်မတော် TNL က EOD ကိုအတီးပြုပါရယ်။ပြီးခဲ့တဲ့မလ၁၈ရက်နေ့ကစကိုင်းတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF 9ဦးကိုကုတ်ခိုင်မြို့ကပြန်မန်တုံမြို့မှာ TNL ကဖမ်းဆီးခဲ့တာပါ။ ဒီဖြစ်စဉ်ဟာ TNL ထိန်းချုပ်ရာနေမြေမှာလက်နက်ရောင်းဝယ်ပြုလုပ်ရာကမပြေလည်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး TNL ကဂျောင်းဝင်ဖြည့်ရှင်းပေးတာသာဖြစ်တယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်လည်းနဲ့အယောင်းဝယ်တွေပြုလုပ်တဲ့အချိန်မှာဒီရောင်းသူနဲ့ဝယ်သူကြမ်းမှာဒီမပြေလည်မှုတွေမူပေးချေမှုပိုင်းမှာတို့ဆိုတော့မပြေလည်မှုတွေရှိလာတော့ဒီရောင်းသူဘက်ကသူကလည်းနဲ့တွေရောင်းပေးမဲ့လေသူရဲ့ငွေကပြန်မရသေးတဲ့ကြောင့်ကျမတို့က ူညီဆောင်ရွက်ပေးပါဒီကိစ္စကိုကြောက်ဝင်အဖြေရှင်းပေးပါဆိုပြီးတော့မှအကူအညီတောင်းတာတော့အကျွန်တော်ဘက်ကတော့အဲ့ဒီလက်နက်ကိုဝယ်တော့တဲ့သူကိုအတူတူပြင်တယ်လက်နက်တဲဆောင်တော့တဲ့လူကိုမန်တိုမှာကျွန်တော်တို့သူတို့ကိုခေတ္တသိမ်းထားတာဖြစ်ပါတယ်။ TNL ဘက်ကလက်နက်ရောင်းတဲ့လူနဲ့လက်နက်လာရဝေယူတဲ့စကိုင်းတိုင်းက PDF အဖွဲ့ရဲ့နာမည်ကိုထုတ်ဖော်ပြောဆိုဖို့ညှင်းဆိုခဲ့ပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ TNL က PDF တွေကိုကိုယ်ခိုင်မျိုးအထွက်မှာဖမ်းဆီးခဲ့ပြီး မန်တုံမြို့မှာနောက်တစ်ရင်ဖမ်းဆီးတာလို့ဖော်ပြပါတယ်။ဒါပြင် PDF တွေကိုဆက်ပြီးဖမ်းဆီးထားတယ်လို့သူတို့နဲ့ပါလာတဲ့ငွေကြက်3080လက်နက်နဲ့ကြည်စံတွေ Starling Wi-Fi နဲ့ကားတွေကိုပါတင်ဆက်ခဲ့တယ်လို့ပြန့်နှံ့နေတာပါ။လက်ရှိကတော့ဒီရောင်းတူနဲ့ဝယ်တူကြမှာဖိလစ်ပိချေမှုကပြန်လဲစီဒီတာတော့သူတို့ကိုပြန်လဲထုတ်ပေးမှုဖြစ်ပါတယ်လက်နဲ့ကလည်းသူတို့ဒီဝယ်တဲ့သူထမ်းပြန်လဲအနှံ့ခက်ပြီဖြစ်ပါတယ်ဟုတ်ကဲ့။အင်းကျေစရိုဒီအရတော့ရှမ်းမြို့ကအခုတလုံးမှာ ဝလို့ရက်နေတဲ့သတင်းတစ်ခုဖြစ်ပါတယ်။ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်လိုင်းတက်ဖို့တဲ့ချင်းချင်းဖန်းစည်းမှုတွေလွတ်ဖြစ်နေတယ်။အာကချင်းပြည်နယ်မှာလည်းတချင်းချင်းပြစ်ခတ်မှုတွေဖြစ်နေတယ်ဆိုတဲ့သတင်းကိုပေါ့နော်။တဒိုလေးကိုပြန်နေတဲ့အတွက်ကြောင့်ဝုံးမရရုပ်ခွင်မှာဟိုမှာတဒိုလေးကိုတော့ငါရဝန်တာဆိုတော့ ਨੇ ပြောနေကြပါတယ်။ညာကတော့တဒိုလေးကိုလည်းစစ်မကောင်းစရာတစ်ခုဘာဖြစ်မလဲဘာဖြစ်ပေါ့နော်။ခုကကအာဘလူတွေဖြစ်အာသူတို့အယောင်းဝယ်လုံနေတဲ့သူတွေနဲ့အစဉ်ပြေမှုတွေဖြစ်နေလို့ နော်အာငွေပေးချေမှုတွေမှာအစဉ်ပြင်းမှုတွေဖြစ်နေလို့အတွေ့အကြုံမလို့အာဒီယာကပြန်လေကိုအကူငီတောင်းတာနဲ့ကျွန်တော်တို့ပြန်လေကဖန်စီပေးတာမျိုးခင်းသိပေးတာမျိုးပေါ့နော်ဆိုတော့ငင်းနှံပေးတာမျိုးလုပ်နေပါတယ်ဆိုပြီးတော့အာပြောရစုခွင့်ရှိသူကပြောနေတာဖြစ်ပါတယ်ဒီအကြောင်းနောက်မှာဘလူတွေဖြစ်နေလေဆိုတော့ကျွန်တော်တို့အကောင်လုံးကိုတော့မသိနိုင်ဘူးဆိုတော့ဒီယာကတော့သူတို့ကူတန်ဖွင့်ပြလာတဲ့ဟာကိုကျွန်တော်တို့နားထောင်ရတာဖြစ်ပါတယ်နောက်တစ်ခုပြင်ပြီးတော့နားထောင်ကြည့်ရမယ့်သတင်းကတော့အခုချိန်မှာဆိုလို့ရှိရင် စစ်မှုထမ်းတဲ့ပတ်သက်ပြီးတော့ဖမ်းဆီးခံရတဲ့သူတွေကတော်တော်လေးကိုမြောက်ပါတယ်။ဒါအပြင်အဒီထဲမှာအုတ်ချွေးမှုတွေကဖမ်းဆီးခံလူငယ်တွေကိုဖမ်းပြီးတော့ပြန်ပြီးတော့ရွေးခန့်တယ်၊ငွေငှစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အာသူကူတန်ခံတဲ့သူကူတန်ကလည်းပြောနေတဲ့ရုတ်တံဖက်တစ်ခုနဲ့အဲ့ဒီနောက်မှာယောကျော်စုဦးကျော်စုဦးဆိုလို့ရှိရင်သူ့ရဲ့အာတိပေါ့နော်သူ့ရဲ့အတိကအာ အဲ့ဒီစမှုထမ်းတဲ့ပတ်သက်ပြီးတော့ငွေကြေးရမထားနိုင်လို့ရေးတွေကဖမ်းလိုက်ရတဲ့အကြောင်းကိုတူကူတန်တင်ဆက်နေတဲ့ရွတ်တံဖန်ကိုကျွန်တော်လည်းတူကြည့်အောင်နော်မလို့ထင်ပြစစ်ကောင်စီကလော့ရက်တဲ့အာလော့နေကြလဲဆိုတာကိုတော့သူ့ကိုဘိုးမနေတဲ့သူတွေတောင်မှအကုန်လုံးကိုဖမ်းနေတာနော်နားထောင်ကြည့်အောင်ငွေမပေးလို့ဆိုပြီးတော့အချိန်မို့တယ်မပြောဘူးမပြောဘူးလို့နေတာဘိတ်မြို့မှာစစ်မှုရန်ကိစ္စတွေကတွေ့ရလူဖမ်းထည့်ပြီးငွေကောက်ခံတားတော့နေတာကိုအဲ့လူကြီးတွေမသိဘူးလားလို့ကျွန်တော်ထင်တယ်တိတိနဲ့ငြိမ်နေကြတာလား အောက်စင်စင်စင်မကြည့်တော့ဘူးလားလို့ကမိုးလင်ဦးကိုဒါရဲကြီးဥက္ကရာကနေတိုင်လို့ဆိုပြီးတော့ဒါရဲတပ်ဖွဲ့ကနေပြီးတော့လာရောက်ခေါ်ဆောင်သွားတယ်ခေါ်ဆောင်သွားပြီးတော့နောက်ပိုင်းမှာဒီနေ့သူ့ရဲ့မိသားစုနဲ့အဆက်အသွယ်ရတာကဒါကမိုးလင်ဦးကဒီထောင်နဲ့တလားကြာခံလိုက်ရတယ်လို့တော့သူ့မိသားစုနဲ့ဆက်သွယ်တယ်အဓိကဘာကြောင့်ကြာရလဲလို့ကျွန်တော်သူ့မိသားစုမေးပါတယ်အဲ့တော့ကမိုးလင်ဦးကလည်းသူသူသူ့ကိုဒီရဲတပ်ဖွဲ့ကလာရောက်မခေါ်စင်မခေါ်ဆောင်ခဲ့မှာသူကျွန်တော်သူနဲ့ကျွန်တော်ဖုန်းလို့ရပါတယ်အဲ့ဒါကအဲ့ဒါကသူတို့ရဲ့ရွာကကျွန်တော်တို့အင်ဂျီအားလုံး၃00ကျော်ရှိပါတယ်ဇလုံးရွာက ဲ့မှာရှိတဲ့ဒီအုတ်ချုပ်အုတ်ချုပ်ရဲ့အဖွဲတွေကဒီပြည်သူ့စစ်မှုလဲဥပဒေအကြောင်းပြုပြီးတော့ဒါငွေကြီးတွေကောက်ခံတယ်ပေါ့ငွေကြီးကောက်ခံတယ်မှာ तू ကဒီပေါ်မှာ तू မထည့်ဘူးလေ तू ကမထည့်ဘူးအဲ့တော့သူ့ရဲ့မိသားစုကလည်းရခင်ကလည်းကမြတ်တမတော်ထောက်ခံတဲ့မိသားစုတော့ဒီလိုမျိုးဖြစ်သွားတာကျွန်တော်လည်းတကယ်ကိုစိတ်မကောင်းဘူးဒီချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မနေ့ကလည်းဒါဗကုသားကြီးအစိုးရဘက်ကိုကျွန်တော်မေးထားတယ်အဓိကဒီကုမှုလွင်ဦးပေါ့ဗျာဘာကြောင့်သူတို့ဖမ်းတာလဲ ။ဘာကြောင့်ဖမ်းတာလဲ။ပြီးသွားရင်ကျွန်တော်တို့ဒီမှာအဒီဒီရွာမှာကျွန်တော်တို့ဒီပြည်သူစစ်မှုထမ်းဥတွေအကြောင်းပြုပြီးတော့ငွေကြေးကောက်ခံတဲ့အုပ်ချုပ်ရေးပိုင်းကိုတော့ဒီစစ်စစ်ပြီးတော့အရေးယူဖို့ရှိလား။ကျွန်တော်ဒီနေရာမှာသူတို့ကောက်ခံတယ်လို့ကျွန်တော်ဒဲမဆွဆွဲပါဘူး။စစ်စစ်ပြီးအရေးယူဖို့တော့ရှိလားလို့ပဲကျွန်တော်မေးတာပါ။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါဒီဒီဒီကွန်မိုကွန်မိုလွေဦးနဲ့ဒီရေကြီးဥက္ကရာတို့ကသူတို့ကဒီငွေကြေးကောက်ခံမှုပါသူတို့အချင်းများတယ်။အဲ့တော့ तू ကတော့ပြောတာပါဗျာ။ဒီဒီကျွန်တော်ဒီပြည်သူစစ်မှုထမ်းဥတွေမှာငွေကြေးကောက်ခံလို့မရဘူး။မရဘူးလို့သူကပြောတယ်ဒါဟိုဘက်ကလက်မခံဘူးအဲ့တော့ဒီ ဒီရကြီးအဖွဲတွေကလည်းသူတို့အဖွဲတွေကလည်းဒါကိုမကိုမလို့ရဲ့အင်ရှင်မှာဖြတ်ချောင်ပြီးတော့သူတို့နည်းနည်းလေးဒီပြောမှုဆိုမှုတွေလည်းရှိတယ်ဒီပေါ်မှာသူတို့ကနှုတ်နဲ့လည်းမတုတ်ပြန်ဘူးအနှုတ်မှုရလည်းမတုတ်တော့ပြန်ဘူးကိုလက်အမှုရလည်းမတုတ်ပြန်ဘူးမတုတ်ပြန်တော့လည်းပဲဒါကျွန်တော်တို့ဒါအုတ်ချွေပိုင်းကနေပြီးတော့ဒီလိုမျိုးဒါကျွန်တော်တို့ဒါဒါအုတ်ချွေပိုင်းကနေပြီးတော့ဒီလိုမျိုးကျွန်တော်တိုင်မတိုင်ပြီးတော့ဒါလက်ရှိထောင်းနေတလားကြာသွားတယ်လို့ကျွန်တော်နားလေရပါတယ်อืมဒီပေါ်မှာတော့ကျွန်တော်ဘလို့ဘလို့ဖြစ်တယ်တော့ကျွန်တော်မူဝေပန်လို့တော့ပါအောင်အဲ့တော့ ဒီအချိန်နဲ့ပတ်သက်ပြီးတော့သူရဲ့ကြက်ရှိတဲ့မိသားစုကလည်းသူရဲ့အမျိုးသမီးပေါ့ဗျာသူရဲ့အမျိုးသမီးကလည်းဒါနေပြီးတော့လာပြီးတော့ဒါကျွန်တော်တို့မီဒီယာနဲ့တွေ့ဆုံပြီးတော့ဒေသရှင်လင်းပွဲတွေလုပ်ဖို့ရှိပါတယ်อืมแกจ้องเนาะเออปวยก้องတော့มั้ยปวยละတော့มั้ยปวยละတော့มั้ยเนาะမကြိုက်ခင်မှာမျိုးရမှာကျွန်တော်တို့ဆိုတော့တရားကကြည့်ရမှာဆိုတော့အခုချိန်မှာဆိုလို့ရှိရင်စက်ကောင်စီလက်အောက်ခံဟိုချိုရဲမှုတွေရာအိမ်မှုတွေဗောနော်အာသူတို့ဖဲအုံးကြောင်းတွေဖဲဝိုးတွေကဒေါ်လေးကိုလော့ဆားနေကြပြည်သူတွေခဲခဲရှိနေတဲ့သူတွေကိုအကုန်လုံးကိုအာ အကုန်လုံးကိုမချိုင်ပေးနဲ့မနော်အကုန်လုံးကိုလိုက်ပြီးတော့ဖက်ဆန်ကုတ်တာတွေအာလုံးရှုပ်ကိုလုံနေတာဒါနဲ့ပသက်ပြီးတော့ဘုံမာရဲ့ရက်ကုတ်ဖက်မှာလည်းတော်လေးကိုအိုးရှာပါတယ်သူတို့တွေကလည်းအခုချိန်မှာဆိုလို့ရှိရင်အဲ့ဒီအာငွေမပေးဘူးဆိုတဲ့လူကနော်အဖမ်းခံရတယ်ငွေပေးနေဘူးမင်းတို့ပြထန်းတဲ့ခါကဒီလိုမျိုးမဟုတ်ဘူးပြထန်းတဲ့ကတစ်မျိုးမင်းတို့ကုတ်တာတစ်မျိုးဆိုပြီးတော့ပြောနေတဲ့သူကတော့အဲ့မှာရေးတွေကဖမ်းတယ်အကောင်လုံးကပုံစားနေကြတယ်ဆိုတော့ကျွန်တော်တို့ဒီဟာကထင်းတာမင်းတာကို ကျွန်တော်တို့ယုံကြည်မှုတွေရှိစေတာဒါကသူတို့တွေကအကောင်လုံးအဲ့ဒီနာမရှိနေအကောင်လုံးကပေါင်းစားနေကြခိုးနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီပစ္စည်းတွေကိုမယောင်းပြီးတော့အာရေးတဖွင့်တွေကိုချုပ်ပေးမလားဒါမှမဟုတ်ရေးရေးတဖွင့်တွေကိုယုံခံမလားဒါမျိုးအဆင်ကိုပဲနော်ဆိုတော့ဒီကကျွန်တော်တို့အမေးပြောပါတယ်ဒီကောင်တွေကယုံရတာမဟုတ်ဘူးလို့နော်ဆိုတော့ဒီကမှဒါမှမဟုတ်လေဒီကောင်တွေဘာမှမဖြစ်သွားလို့ဘူးနော်ဆိုတော့ဒီကကတော့အာစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့အဖမ်းခံရတဲ့ ကွန်ဒီယိုရဲ့ပြောပြချက်ကိုကျွန်တော်နားထောင်ရပါတယ်။အဲ့ဒီပါနော်မတ်လာ။ပြောပြလေးရှိလို့ဗျ။စမုထန်တာတိစမုထန်ဒီခေါ်ရာစမုထန်ခေါ်ရာဆက်တတ်တော့ရှိပေါ့နော်။ပတ်စစ်စက်တယောက်။အဲဆွဆွစီဝင်တဲ့လူတွေလည်းရှိတယ်။တချို့လည်းထွက်ပြေးတဲ့ကောင်တွေပါရှိစိတ်တမရှိတဲ့လူတွေပေါ့နော်။နိုင်ငံအတွက်ဒီတိုင်းပြည်အတွက်ဒီဘာမှထက်မထွက်တဲ့ကောင်တွေ အဲတက်သေးရောက်ပြီးမှတခါပြန်ပြေးတဲ့ကောင်းကြီးလည်းရှိတယ်။တချို့ကအလွတ်ပြေးတယ်တချို့ကတနတ်နဲ့ပြေးတယ်เนาะ။ဒါကို AWR upset without lead လို့ခေါ်တာပေါ့နော်။တော်တတ်ပါဆုံးเนาะ။ upset without lead မှာက with arms ပါတယ် without arms ဆိုပါတနတ်မပါဘဲနဲ့ပြေးတာတနတ်ပိုက်ပြေးတာဘလို့ပဲဖြစ်ဖြစ်စပြေးပဲเนาะ။အဲ့တော့ဒါတွေကိုတက်တာသွားအောင်စပြေးတွေရွတ်ကြသွားအောင်ဘလို့လုပ်ရမလဲဆိုတော့ တထက်မှာလည်းဟလာနေတာထိုင်တာရှိအောင်လိုရတယ်လို့စိတ်ကလည်းတင်ကြဖို့လိုတယ်။တပြေးဖြစ်ရင်သေးတာ။တပြေးကိုလက်ခံတဲ့မိသားစုကလည်းသေးတာ။အင်းဒီလိုမျိုးအာဥပဒေထုတ်လိုက်။အမြမမှာလည်းတစ်ထိောက်တဲ့ဥပဒေလက်ရှိဥပဒေတော့ရှိရှိတော့ရှိပါဘောနော်။အဲရှိတယ်ပြစ်ဒဏ်တွေလည်းရှိမှာပေါ့နော်။ဒါဟုတ်နေတဲ့ထိထိောက်ရောက်လေးနဲ့ ီ awareness ဖြစ်ဖို့အဒူဒူပညာပေးဖို့လိုမယ်လို့ကျွန်တော်မြင်တယ်။အဲ့ဒါလေးလာပြောတာ။လေးစားပါနော်အဲ့မှာသူရအခုအချိန်မှာဆိုလို့ရှိရင်အာတတသိဆူဆောင်းခံရတဲ့လူတွေကလောင်းဝတ်ကိုမထမ်းချင်မင်းနဲ့အာအတင်းအဓမ္မဖွန်းစီခံရတဲ့သူတွေကြီးပဲဆိုတော့အဒီထက်မှာလက်နေတွေနဲ့ပြီးနေတဲ့သူတွေကပြီးဒါမှမဟုတ်ရင်အာသူကိုလွတ်ရပြီးနေတဲ့လူကပြီးပြီးတဲ့လူကဒိုလေးကိုမြတ်ပါတယ်ဆိုတဲ့ကဘိုးမတွေကိုတန်းကဝန်ခံထားတာဖြစ်ပါတယ်တရားကတော့အာဘုလလဆူနော် နောက်တစ်ခုကအာကျွန်တော်တို့ပြင်ပြီးတော့ကြည့်ရငပေါ့ငပေါ့ရဲ့ဗီဒီယိုဖန်ကိုကြည့်ကြအောင်နော်အခုပြောတဲ့စကားအတိုင်းမှုတွေမကဘဲနဲ့နေပြီးတော့မှဘုရားဒဂါကြီးလည်းသိအောင်ပေါ့ဗျာဘုရားဒဂါကြီးတို့ဒူးချုပ်ကြီးဘုရားဒဂါကြီးတို့ဒူးချုပ်ကြီးတို့ဘုရားဒဂါကြီးရဲ့ BSO တို့ဒူးချုပ်ကြီးရဲ့ BSO တို့ပြည်တဲ့ကြီးရဲ့ BSO တို့လည်းသိအောင်ပေါ့ဗျာဦးစင်းတို့ပေါ့မြို့နယ်ပတ္တာစာပြည်သူ့ဆွေရွာများအတွက်ဒိတ်ခါကအမတန်မှခရင်ပါတယ်ဗျာအင်းလင်းနဲ့ပို့မပြေဘူးလားဆိုတော့ပို့ပေးတယ် လင်းနေမှုတဲ့ဆိုရလဲတပတ်ဆယ်ရစားပဲရမယ်စင်ပါဇက်ထဲနှမ်းပက်တယ်လို့ဖြစ်နေတယ်ပတ္တသပြည်သူစစ်တီးရလဲပြည်သူစစ်တီးရပြည်သူစစ်တီးမကောက်အဲ့ဒီရွာတွေမှာဆိုလို့ရှိရင်စစ်သားတွေရှိရရဲရဲရှိတယ်음ပြည်သူစစ်တီးရှိတယ်မတကုံးလို့သူချိုကုံးလို့음အများကြီးကဟိုဘက်ကိုင်းလေတို့တွေရောအများကြီးဝင်လဲလို့နော်ဝင်ကြုံးလို့အဲ့မှာအကြည့်ပင်ဒီတော့ကွယ်ထားပါအဲ့လိုဆက်စည်းနော် ဒါ0လား0 0ပါလားမတည်ပဲเนาะအဲ့လိုရိတ်ခါတွေကိုဥစဉ်တို့တစ်ခေါက်တော့တော့ဒါစီစမ်းစီတို့စားတို့ဆိုတော့စားဆိုရင်မမြင်ဘူးကတော့တော်တော်ကြာပြီဖရားတဲ့စားလို့ဆိုเนาะထောက်ပံ့မှုကလည်းအရန်လိုတယ်ဗျထောက်ပံ့မှုကလည်းအရန်လိုတယ်เนาะဥစဉ်တို့ကစိတ်မကောင်းမှုတစ်ခါတည်းလေးခါတည်းလေးလူတွေကပတ်တာဒီလူကြီးတွေကိုတည်းကိုခါတည်းပြည်သူစစ်တီရဲ့ဟိုဟာပေါ့เนาะမကောင်းတဲ့ဝါဒမကောင်းတဲ့စိတ်ကမြင်နေရဖရားပြီးလို့ရှိရင်တို့ကညမ်းဖြစ်မယ်ဆိုတဲ့ဘုံမျိုးဖြစ်နေတယ် ဘုရားပြည့်ညမ်းဖြဲ့မယ်ဆိုတဘောဖြစ်နေနော်တချို့လူကြီးတွေနော်စိတ်ဓာတ်ပိုင်းဆိုင်ရာအောက်တန်းကြတဲ့လူကြီးတွေပေါ့ဗျာသူတို့ကိုယ်တိုင်ကအခေါင်းထဲကမထွက်ဘူးအမိန်တစ်ခုပဲပေးနေကြတာအမျိုးလူကြီးတွေလည်းရှိတယ်ဟိုမှာဆိုတာဒီမန္တလေးမြို့တို့ရန်ကုန်မြို့တို့မှာဆိုလဲခင်ဗျာကြည်လိုက်ဟိုနရှင်နာလိပ်ပြဦးဇင်းဘဟမ်းပဲမှာသူတို့ဟိုတယ်တွေရှိတယ်မကာစီနိုတွေနဲ့ဘိုင်းနဲ့ကြိတ်ကြိတ်တဲတဲ့သူတို့တွေဟုတ်လားတိန့်ခံလည်းအကြောင်းမရှိဘူးမတိန့်ခံလည်းသူတို့တွေအကြောင်းမရှိဘူးအများကြီးပဲသူတို့ဟာတွေမန္တလေးမှာဆိုလဲပြည်သူစီတီကင်းတာမဟုတ်ဘူးဟုတ်လား မဖွင့်နဲ့လို့ပြောမဟုတ်တယ်ဒီမှာတော်တော်များများရှိတာပဲဒါလို့ဟုတ်လားပြည်သူစစ်တွေတို့တို့ဗမာပြည်ကြပြည်သူစစ်တွေအဲ့လိုမဟုတ်ဘာမှရှိဘူးမိသားစုစားဝတ်နေတောင်အဆင်မပြေဘူးအကောင်လုံးတီဗီသားမတိတာလည်းမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ပြန်ညံဖြတ်တာဖြတ်တာနောက်ဆုံးတော့အပြည့်ပြောတာပြောတာနောက်ဆုံးပေါ့နော်ထောက်ပံ့ပေးပါဦးရိခါတွေကိုနော်လိုအပ်တာလေးတွေဖြည့်ဆည်းပေးပါဦးလို့ပောက်ကိုတော့ဒါဥစဉ်တို့ဒကာကြီးတို့ကိုဒါမေတ္တာရက်ခံခြင်းဖြစ်တယ်ဥစဉ်တို့ပေါ့ညွန့်တဲ့ပြည်သူစစ်တွေကအများအား အလင်းနာခံအနိုင်ခံဘဝနဲ့ပဲဥစဉ်တော့ဖြတ်တန်းနေရတယ်ဆိုတော့ခင်ဗျားတို့တည်စီခြင်းနဲ့ပဲနော်ကဲကွာမထောက်ပြဘူးဘာဖြစ်လဲမထောက်ပြဘာမှဖြစ်ပါဘူးစိတ်ဓာတ်ပိုင်းဆိုတာ PDI နဲ့နော်ငဘဝအများကြီးရွာတွေမှာအာဟူရက်ပါလို့ဟာဒီ PDI တွေကိုသစ္စာဘယ်လောက်ပြလို့ရှင်ထိုင်းပါလို့ရတယ် PDI တွေကိုဘယ်လောက်ပြရင်ဘလူပါလို့ရဆိုတဲ့ပုံစံမျိုးနဲ့ရှစ်ကုန်တာရွာတွေမှာအများကြီးပဲအဲ့ဒါကကိုကိုတိုင်းအောင်းဆောင်နဲ့အသုံးမကျလို့ပဲအောင်းဆောင်နဲ့အသုံးမကျလို့ပဲသူတို့ကသူတို့အခက်ခဲပဲပြောပြတာ လူတို့ခက်ခဲပဲရှိတာဒါနဲ့ပြည်သူစစ်တွေရဲ့ခက်ခဲကိုလူတို့မမြင်ဘူးတမလို့လားအောက်ခြေရဲ့တမလို့လားရဲ့ခက်ခဲကိုမမြင်ဘူးအောက်ခြေရဲ့ရဲတွေရဲ့ခက်ခဲကိုလူတို့မမြင်ဘူးမဖြစ်တာလေတဲ့ကောင်တွေကဟမ်ပေါ့ဆိုတော့ဒီကတော့ငါပေါ့ပေါ့ကိုနေတာနော်ရက်ခဖြတ်ခံရလို့နော်အခုချိန်မှာဆိုလို့ရှိရင်ငါပေါ့ရဲ့ဟာပြည်သူစစ်တွေကရက်ခတွေဖြတ်ခံနေရတယ်အဲ့ဒါကြောင့်မလို့ငါပေါ့ပေါ့ကိုနေတာဖြစ်ပါတယ်ဆိုတော့ဒီကတော့ဒီမနေ့ခင်းမှာ no sound တွေ့ရှိတဲ့ရုပ်သံဖန်ကိုကျွန်တော်တို့ပြင်ပြီးတော့ကြည့်ရဖြစ်ပါတယ် အာရရှင်လောက်တာအစဉ်ပြီမှုတွေဖြစ်နေတယ်ဆိုလို့ရှိရင် ခွဲလို့နားလည်ပေးကြပါဒီနေ့ကတော့ဒီလောနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဒီလိုလိုကိုအမေရန်ကြည့်ရှုအပ်ပေးနေကြတဲ့တို့လည်းပြီးသူများအားလုံးကိုလည်းကိုယ်ကြမ်းမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ